ဖိလစ်ပိုင်နိုင်ငံဟာလာမယ့်နှစ်မှာအရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူဖို့စီစဉ်ထားတဲ့အတွက်အစိုးရအနေနဲ့မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုအကျက်အတဲပုံမူဆိုးရွားလာနေမှုနဲ့ပတ်သက်လို့ပုံမူထိရောက်စွာရေးယူဆောင်ရွက်ဖို့လူများစုနဲ့လူနည်းစုအဖွဲ့နှစ်ခုစလုံးကဖိလစ်ပိုင်အောက်လွှတ်တော်အမှတ်16ဦးကတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခါတွေနဲ့စစ်အုပ်ချုပ်ရေးကိုအဆုံးသတ်နိုင်ရေးကူညီဖို့အာဆီယံအဖွဲ့အတွင်းပုံမရဲရင်ပြတ်သားတဲ့အာထုတ်ကြိုးပမ်းမှုတွေလှုံ့ဆော်ရေးနိုင်ငံခြားရေးဌာန DFA ကိုတိုက်တွန်းတဲ့အောက်လွှတ်တော်ဆုံးဖြတ်ချက်အမှတ်324ကိုမမမြန်လစ်ဘရယ်လွှတ်တော်မှလီလာဒီဒီမာဦးဆောင်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကအောက်တိုဘာလ9ရက်နေ့မှာတင်သွင်းခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ်မှာအာဆီယံဥက္ကဋ္ဌတာဝန်ယူရမယ့်မြန်မာနိုင်ငံဟာပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေတာကြောင့်အဲ့ဒီတာဝန်ကိုမယူနိုင်တဲ့အတွက်ဖိလစ်ပိုင်အနေနဲ့အလဲကျဥက္ကဋ္ဌတာဝန်ကိုတနှစ်စောတာဝန်ယူပေးဖို့အာဆီယံအဖွဲ့ရဲ့တောင်းဆိုချက်ကိုဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကသဘောတူလက်ခံခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌဟာကောင်းဆောင်အဆင့်ထိပ်သီးဆွေးနွေးပွဲတွေအတွက်သာမကအဖွဲ့ရဲ့တခြားသောအစည်းအဝေးပွဲအလုံးအတွက်တာဝန်ရှိပါတယ်။ အထူးသဖြင့်ဖိလစ်ပိုင်အနေနဲ့မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလကနေ2026ခုနှစ်ဇန်နဝါရီလအထိကျင်းပမယ့်ရွေးကောက်ပွဲကိုပြစ်တင်ရှုံချတာလူခွင့်ရေးချိုးဖောက်မှုတွေအတွက်ဆရာနာရှင်ကိုတာဝန်ခံမှုရှိစေခြင်းနဲ့အမျိုးသားညွတ်ရေးအစိုးရ NUG နဲ့မြန်မာအရက်ဖက်အဖွဲ့အစည်းတွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းတို့အပါအဝင်ဆရာနာရှင်စနစ်ခြုံငင်းရေး တိုက်ပွဲဝင်နေတဲ့မြမပြည်သူတွေကိုအားပေးထောက်ခံတဲ့ခိုင်မာထိရောက်တဲ့အစီအမံတွေချမှတ်ဖို့လွှတ်တော်အမတ်တွေကအဆိုပြုခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဖွဲ့စည်းခဲ့တဲ့အမျိုးသားညွတ်ရေးအစိုးရ NUG ကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်နိုင်ငံတကာအတိုင်းအဝိုင်းကသတ်မှတ်ယူဆထားပါတယ်။ နိုင်ငံတကာဥပဒေအရအစုလိုက်အပြုံလိုက်ရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တဲ့လောက်ရက်တွေအတွက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့တခြားတာဝန်ရှိသူတွေကိုတာဝန်ခံမှုရှိစေရေးဆောင်ရွက်ချက်တွေကိုဖိလစ်ပိုင်အနေနဲ့အားပေးထောက်ခံဖို့လဲလွှတ်တော်အမတ်တွေကတိုက်တွန်းခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့အရက်ဖက်အဖွဲ့အစည်းနှစ်ရက်စလုံးနဲ့တွေ့ဆုံဆွေးနွေးနိုင်မှုကြိုးပမ်းခဲ့ပြီးအာဆီယံအနေနဲ့ဆရာနာရှင်ကိုပုံမတင်းကျပ်ပြီးသဘောထားတင်းမာတဲ့အစီအစဉ်တွေချမှတ်ဖို့ဦးစီးဦးဆောင်ပြုခဲ့တဲ့ဥက္ကဋ္ဌတာဝန်ပြီးဆုံးတော့မဲ့မလေးရှားကိုအတူယူတင်ကြောင်းဒီလီမာကအဆိုတင်သွင်းတဲ့အချိန်ပြောကြားခဲ့ပါတယ်အခုအချိန်ဟာဖိလစ်ပိုင်အစိုးရအနေနဲ့မြန်မာပြည်သူတွေနဲ့တသားတည်းရပ်တည်ရမယ့်အချိန်ဖြစ်ကြောင်းအဆိုတင်သွင်းတဲ့လွှတ်တော်အမတ်တွေထဲမှာပါဝင်ခဲ့တဲ့ Mindanao အခြေစိုက် Initiative for International Dialogue Isagani Abonda ကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံကလူခွင့်ရေချိုးဖောက်မှုတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းကအထူးရောင်လို့ယူဆထားတဲ့ရွေးကောက်ပွဲကိစ္စကိုကင်တွဲဖြေရှင်းဖို့ဘလို့စီမံနေချမှတ်မလဲဆိုတာဟာဖိလစ်ပိုင်ဆိုရအတွက်အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်မယ်လို့ထင်ပါတယ် ဖိလပိုင်ဆိုရအနေနဲ့ဖြစ်ပွားနေတဲ့ပြိပခအားလုံးကိုအပိသက်ဖြစ်ရှင်းနိုင်မဲ့မူဝါဒတွေချမှတ်ရမှာအာဆီယံအဖွဲ့အတွင်းဥဆောင်ကဏ္ဍကပါဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်လို့သူကဆက်ပြောပါတယ်။မြန်မာနိုင်ငံဥရေပြုအဖွဲ့ဖြစ်တဲ့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဖိလပိုင်နိုင်ငံနဲ့နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးဖို့ကြိုးပမ်းနေတဲ့သတင်းတွေရရှိကြောင်းနဲ့ဖိလပိုင်အနေနဲ့အဲ့ဒီနှစ်နိုင်ငံဆွေးနွေးပွဲဖြစ်မြောက်ရေးလှုံ့ဆော်ဖို့မျှော်လင့်ကြောင်းဆုံးဖြတ်ချက်အဆိုမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့လွှတ်တော်မှန်းရီနီကိုကပြောကြားခဲ့ပါတယ်။မျိုးစိမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ